ပြည်သူ့အပေါင်းအသင်းတက်ဖြတ်နေတဲ့စစ်ဘက်လေရင်ပိုင်းလုံများကိုမလုံအဖြစ် MAI MNE နဲ့အရက်ဖက်လီကြောင်းလိုက်များမှာလေရင်မှုများဖြင့်လုတ်ကင်ခွင့်ရရှိရေးလိုအပ်တဲ့တနက်များတက်ခွင့်နဲ့လုတ်ခွင့်များပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတဝန်းမှာပြည်သူကိုပုံကျဲတက်ဖြတ်နေတဲ့စစ်ဘက်လင်းရင်ပိုင်းလောက်တွေကိုမျက်လုံးဖြင့် MAI MNE နဲ့အရက်ဖက်လီကြောင်းလိုက်များမှာလင်းရင်မှုဖြစ်လာစဉ်လိုအပ်တဲ့တင်းနှံများတက်ခိုင်းပြီးလင်းရင်မှုဖြင့်ယာယီလုတ်ကင်ခွင့်ပေးမှုတွေရှိနေတယ်လို့မြန်မာလီကြောင်းသတင်းရင်းမြစ်ကပြောဆိုပါရယ်အကြံဖက်စစ်ကောင်စီကနိုင်ငံတဝန်းပုံကျဲတက်ဖြတ်နေတဲ့လီတက်မှာအရာရှိများနဲ့ပိုင်းလောက်များကိုမျက်လုံးဖြင့်အရက်ဖက်လင်းရင်မှုတွေဖြင့်လုတ်ကင်ခွင့်ရရှိရေးလိုအပ်တဲ့တင်းနှံများတက်ခိုင်းခြင်းယာယီလင်းရင်မှုများဖြင့်လုတ်ကင်ခွင့်ပေးခြင်းစစ်ကောင်ဆောင်မရောက်နိုင်ရဲ့ ရှားခီးစင်ပါဝင်ပြပခီးစင်များမှလိုက်ပါစေခြင်းစတဲ့ခွင့်လန်းများကိုပြည့်အပ်လာကြောင်းသိရပါရယ်စစ်လင်ရင်ပိုင်းတော့အတွက်မလုံးခော်မလားသူတို့လစာကောင်းကောင်းနဲ့အရက်ဖက်ရောက်ရင်လောက်ကင်စားနိုင်အောင်အရက်ဖက်ညီညီမှုဖြစ်ဖို့လိုအပ်တဲ့တင်နန်းတွေကို DCA နဲ့လေးချောင်းလိုင်းတွေဘက်ကအစီအစဉ်ပေးတယ်လေတပ်မှလက်ရှိရာထူးနဲ့ပဲယာယီခဏအလုပ်ဝင်တာလည်းရှိတယ် လာစာကတော့နှစ်သီးစာတက်ကအရာရှိတွေရဲ့အိမ်မက်ကိုဒီဘက်ကနေအကုန်ဖြည့်ဆည်းပေးနေတာလို့မြမလီဆောင်တည်င်းရင်မြစ်ကဆိုပါတယ်စစ်ကောင်စီကဘုံကျဲနေတဲ့စစ်လင်ရင်ပိုင်းလော်တွေကိုအဲ့ဒီလိုမလုံးနေစီစဉ်ပေးနေတဲ့အတွက်စစ်လင်ရင်ပိုင်းလော်တွေကြားနိုင်ငံတော်လေကြောင်းတိုက်ခိုက်ဘုံကျဲမှုတွေအတွက်၎င်းတို့တာဝန်ဘဝတန်လန်းတာဝန်ဖြစ်ကြိုးကြိုးဆဆလုတ်ကင်လာကြတယ်လို့သိရပါတယ်တော်ယုံတာမန်လူစိတ်နဲ့ဆိုရင်တော့ကိုဘုံကိုကျင်းလိုက်လို့ကလေးတွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေတင်ရင်ဘယ်ခံစားနိုင်မလဲဒါပေမဲ့လေတဲ့ဘက်မှာရှားလက်များတဲ့ဘုံကျဲမှုတွေဆိုရင်ဒီ ီလိုမလုံးပေးထားတဲ့အစီအစဉ်တွေရှိနေတော့ငါဘုံကျင်းနိုင်ရင်ဘဝတက်လန်ပိုကောင်းနေဆိုတာမျိုးဖြစ်လာတာဘုံကျင်းလို့လူမသိရင်တော့တောက်တစ်ခေါက်ခေါက်ဖြစ်ကုန်ကြတာဒီလိုဖြစ်အောင်လဲစနစ်တကျကိုလေထဲမှာလှုပ်ထားတာလို့လေချောင်းတရင်ရင်းမြစ်တွေကဆိုပါတယ်။ဒါပြင်24 hours company ပိုင်ရှင်ဦးအောင်အောင်စောပိုင်ဆိုင်နဲ့ MEI လေချောင်းလိုင်းအပါဝင်ပြည်တွင်းလေရင်ခီးစဉ်တွေမှာလိုအပ်တဲ့လေရင်မူကြီးများလေရင်မောင်းများပါဝင်လေချောင်းဆိုင်ရာဝန်ထမ်းတွေကိုလည်းလေတန်းနဲ့စစ်တပ်အတိုင်းဝိုင်းမှလူတွေကိုဦးစားပေးခန့်အပ်လျက်ရှိရဲ့လို့သိရပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့လိုက်တုံးနဲ့ပြစ်ခတ်မှုအရာရှိနှုတ်ပါဝင်စစ်သား9ဦးတေဆုံးပြီးနာမခစစ်ဌာနချုပ်မှာကြောင်းလန့်နေကြပြီးညချိန်မီများအလုံးပိတ်ထားဖို့အမိန်ထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့လိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာအရာရှိနှုတ်ပါဝင်စစ်ကောင်စီတပ်သား9ဦးတေဆုံးပြီးစီကိုတောင်နဲ့အရန်ဆက်ပစ္စည်းကိုတောင်လည်းမီးလောင်ပျက်စီးခဲ့တယ်လို့ BWM ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရယ်။ဇွန်လ14ရက်ည10:30မိနစ်ကမုံရွာမြို့အခြေဆိုင်အကြံဖ တ်စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းကို109မမရှော့ထိုက်တုံး၃လုံးနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့ရာ၃လုံးလုံးနာမခတပ်တွင်ကြားရပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေတွင်အရာရှိ9ဦးနဲ့အခြားဆင်စစ်သည်3ပွဲချင်းပြီးတိစုံခဲ့ပြီးအရာရှိ3ဦးနဲ့အခြားဆင်စစ်သည်9ဦးထိခိုက်ဒဏ်ရာရကတပ်တွင်စေကမ်းမှာကုသမှုခံယူနေကြောင်းသိရပါတယ်။ဒါအပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းရှိစစ်စင်ရုံနဲ့လင်းချင်ရုံရှိရာအဆောက်အဦကိုထိမှန်ခဲ့ပြီးရုံနှယုံပြည့်စင်ခဲ့ကြောင်းစီကို တော်နဲ့အရန်ဆက်ပစ္စည်းကိုတော်လည်းမီးလောင်ပျက်စီးခဲ့ပြီးအရာရှိကြီးနေအိမ်ကိုလည်းထိမှန်ခဲ့ကြောင်းသိရပါဗျာ။ ကျွန်တော်တို့ရှေ့ဆက်ပြီးလဲပုံမထိရောက်တဲ့မရှင်တွေကိုဆက်လက်ဖော်ဆောင်သွားမယ်လို့ပြည်သူ့အသိပေးကြမှာလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar BWN ရဲ့ဦးဆောင်စီမံမှုနဲ့မဟာမိတ်ဖွဲ့တွေဖြစ်တဲ့ Shadow မုံရရွှေတရီကန်မဟာမိတ်တရင်နဲ့ Justice Brother Force အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခထိခိုက်မှုအခြေအနေတွေက BWN အနေနဲ့လက်လန်းမိတဲ့စုံစမ်းထောက်လှမ်းမှုတွေထဲမှာ ူညီတဲ့အချက်လက်တွေကိုထုတ်ပြန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုရှော့လိုက်တုံးနဲ့ပြစ်ခတ်ခံရပြီးရင်နောက်တိုင်းစစ်ဌာနချုပ်ဝင်းတွဲမှနေထိုင်တဲ့အရာရှိနဲ့စစ်သည်များမိသားစုဝင်များအားလုံးမှကြောက်လန့်နေပြီးဇွန်လ15ရက်နေ့ညပိုင်းမှစတင်ပြီးည9နာရီချိန်မှစတင်ကလိုင်းကမ်းများစီဝေးကမ်းများတက်ရုံကမ်းများမှမိများအားလုံးပိတ်ထားမယ်လို့တိုင်မူကအမိန့်ထုတ်ထားကြောင်းတပ်သတင်းရင်းမြစ်တွေစီကသိရကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့နောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်နေတဲ့အပြစ်ရဲစစ်တပ်ကအစိမ့်ငွေပုံတွေပါထပ်မံအသုံးပြုတိုက်ခိုက်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိုက်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်နေတဲ့အပြစ်ရဲစစ်တပ်ကအစိမ့်ငွေပုံတွေပါထပ်မံအသုံးပြုတိုက်ခိုက်ပြန်နေကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကအနောက်ချုံမြို့နယ်အတွင်းတိုက်ပွဲများမှာအစိမ့်ငွေပုံတွေကိုမကြာခဏအသုံးပြုလျက်ရှိပြီးအခုစွန်လတိုက်ပွဲများမှာအစိမ့်ငွေပုံတွေကိုအသုံးပြုလာကြောင်း လက်တလောနောင်ချုံမြို့နယ်ရှိအုံမတီရေမောင်တန်းနဲ့လက်ပံကုန်ကြီးရွာတွေမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။မနေ့ကစွန်လ15ရက်နေ့မနက်ပိုင်းနောင်ချုံမြို့နယ်အုံမတီနဲ့ရေမောင်တန်းကြီးရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNL တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၃လုံး၊ဒရုန်းနဲ့အစိမ်းငွေပုံ38လုံး၊ပုံ35လုံးတို့ကိုကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အလာဒူလက်ပံကုန်ကြီးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်ကလက်နက်ကြီး6လုံး ဖြစ်ကိုတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွှေညောင်ပင်ကျေးရွာဘက်ကိုလည်းစစ်ကောင်စီတပ်ကပြည်သူလူထုများကိုရှိရွက်ချက်ရှိရှိလက်နက်ကြီးနဲ့တုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဇွန်လ13ရက်နေ့ရွှေသွန်းပင်နယ်ကုန်းတရက်ကုန်းနဲ့လက်ပံကုန်းကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNN တွေကြောင့်တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ကိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အကြံဖတ်စစ်ကောင်စီတပ်ကဇွန်လတလလုံးကိုငလင်ပီးတင်ပြည်သူများကိုကူညီအကြောင်းပြပြီးအပြစ်ခံရစဲထားမယ်လို့ကြေညာပြီးနောက်ချုံမျိုးနယ်ကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်ညီနာမဟာမိတ်သုံးဖွဲ့ကလည်းငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်ဆင်များပြုလုပ်မှာမဟုတ်ပေတဖက်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တလတက်တန်းထပ်တိုးထားကြအောင်အဲ့ဒီချိန်မှာစစ်ကောင်စီတကခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောက်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNL ကထုတ်ပြန်ပါတယ် ဇလက်ပြီးမန္တလေးအို့ဖို့တောင်မှမုံရွာလူတို့တပိတ်ကောင်းဆောင် ကိုဝေမုံနိုင်နဲ့ချောင်းလူတို့တပိတ်ကောင်းဆောင်ကိုမန်းစာမြင့်မွန်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများရိုင်းနှံညင်ပန်းနှိပ်စက်ခင်ရပြီးစေကူသားခွင့်မရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့အို့ဖို့အကျဉ်းထောင်မှမုံရွာလူတို့တပိတ်ကောင်းဆောင်ကိုဝေမုံနိုင်နဲ့ချောင်းဦးလူတို့တပိတ်ကောင်းဆောင်ကိုမန်းစာမြင့်မွန်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများရိုင်းနှံနှိပ်စက်ခင်ရပြီးစေဝါကူခွင့်မရရှိကြောင်းသကိုင်းတိုင်းလူတို့တပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။ ဇွန်လ17ရက်နေ့မုံရွာကျင်းထောင်မှာအကျဉ်းချခံနေရတဲ့မုံရွာလူလူတပိတ်ကောင်းဆောင်ကိုဝေမုံနိုင်နဲ့ချောင်းလူလူတပိတ်ကောင်းဆောင်ကိုမန်စာမြေမောအပါဝင်နိုင်ငံအကျဉ်းသားတွေကိုထောင်ဝနာပိုင်းတွေကတန်ချေချင်းများခတ်ပြီးအိုးဘိုကျင်းထောင်မန္တလေးကိုပြောင်းရွှေ့ခဲ့ကြကြောင်းသိရပါတယ်။နိုင်ငံချင်းသားများအားလုံးအိုးဘိုကျင်းတောင်မန္တလေးကိုရောက်ရှိချိန်မှာထောင်ဝင်တန်းများမှဒုံများတန်ကျိုးများနဲ့ရှိုင်းတဲ့နှိမ့်ဆက်ပြီးထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့နိုင်ငံချင်းသားများအားလုံးကို ဈေးကူတောက်ွင့်လုံးဝမပြုတ်လောက်ပြီးကြောင်းသိရပါတယ်။ရိုင်းနှံနှိပ်စက်ခံရသူတွေမှာကိုဝင်မိုးနိုင်နဲ့ကိုမန်စာမြင်မိုးတို့လည်းပါဝင်ခဲ့ပြီးဈေးဝါကူတောက်ွင့်မပြီးတဲ့ပြင်တန်းချီချင်းခတ်ပြီးတိုက်ပိတ်ထားကြအောင် ဒါကြောင့်လူလူသပိတ်ကောင်းဆောင်များပါဝင်နိုင်ငံရေးကျင်းသားတွေရဲ့အသက်ရှင်တန်မှုနဲ့ကျန်းမာရေးခြေနေအားလုံးတို့ကစစ်အာဏာရှင်လက်ပါစေထောင်အာဏာပိုင်တွေကတာဝန်ခံရမှာဖြစ်ကြောင်းစကိုင်းတိုင်းဒေသသပိတ်အင်အားစုကတတိပေးလိုက်ပါတယ်စစ်အာဏာရှင်ရဲ့စစ်ပနက်အောက်မှာပျော်ပါပြီးစစ်အာဏာရှင်တက်ဆိုးရှိစေဖို့အတွက်ထောက်ပံ့ကူညီနေတဲ့ထောင်အာဏာပိုင်တွေရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုမှတ်တမ်းတင်ထားရှိပြီးမဝေးတော့တဲ့ကာလမှာတရားစီရင်အပြစ်ပေးရေးယူသွားမှာဖြစ်ကြောင်းအတည်ပြုထားပါတယ် မန္တလေးဥပိုတောင်မှာအကျဉ်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတောင်ရဲ့မိသားစုဝင်တောင်ကစစ်ကောင်စီကဥပိုတောင်မှာနိုင်ငံရေးအကျဉ်းသားများနဲ့ပတ်သက်ပြီးကန့်သက်ပိတ်ပင်မှုတွေစတိုက်လှုပ်ဆောင်လာတဲ့အပြင်ထောင်ဝင်စားပို့ရမှာပို့ဆောင်ရမယ့်အရေးအတွက်နဲ့စီးဝါတွေကိုကန့်သက်လာကြောင်းအကျဉ်းထောင်မှာလည်းနိုင်ငံရေးအကျဉ်းသားများကိုထောင်ဝင်တန်းတွေကနီလန်မျိုးစုံနဲ့ဖိနှိပ်ညှဉ်းဆဲကြောင်းပြောဆိုပါတယ် ထောင်ထဲကနေပြန်တီးရတာကထောင်ကအရန်ကျက်နေပြီးလူဦးရေကရှိတဲ့နာထက်များနေတာကိုနိုင်ငံရေးအကျဉ်းသားတွေကိုရှိရွက်ချက်ရှိရှိနှိပ်ကွတာတွေလှုပ်လာတဲ့အဓိကကတော့စေဝါကူတာကွင်းနဲ့ဂျမ်းမိုင်ဆောင်ရောက်ခွင့် အပြင်ကနေစည်းဝါးတွေပိုးကွင်းကိုအရန်ကိုချုပ်ကျင်နှိပ်ကွက်လာတာနိုင်ငံရေးအကျဉ်းသားတွေနဲ့ရာဇဝတ်အကျဉ်းသားတွေကိုထောင်ဝင်တန်းတွေကပုံစံမျိုးမျိုးနဲ့ရန်တိုက်ပေးနေတာတွေလည်းများလာတယ်။ထောင်ဝင်တန်းတွေကရာဇဝတ်သားတွေကိုလက်သက်မွေးပြီးရန်တိုက်ပေးတာတနည်းတခြားကိုအချင်းတွေကစိုးလာတယ်လို့ပြန်သိရတယ်လို့မန္တလေးမှာနိုင်ငံရေးအကျဉ်းသားတဝက်ရဲ့မိသားစုဝင်ကရှင်းလင်းပြောဆိုပါတယ်။